နန်းဆံမျိုးကိုစနစ်ကြတဲ့မျိုးပြစနစ်တစ်ခုအဖြစ်ပြန်လည်တည်ဆောက်လို့ရတဲ့အချက်ပဲဖြစ်ပါတယ် ပထမပိုင်းကကျွန်တော်တို့အစိုးရပိုင်းကနေလုပ်ကိုဒုတိယပိုင်းကကျွန်တော်တို့ကဒီကျွန်တော်တို့ကဟိုနိုင်ငံစင်းမှာရှိတဲ့ပရဟိတပိုင်းဆိုင်ရာစိတ်ဝင်စားတဲ့လူကူညီပံ့ပိုးရေးချင်တဲ့လူစော်လို့ပိုင်းကကူညီပံ့ပိုးချင်တဲ့လူအာနောက်တတိယပိုင်းကတော့ကျွန်တော်နိုင်ငံတကာကပေါ့နော်နိုင်ငံတကာဘယ်လိုလုပ်ပေးနိုင်မလဲဟိုဒီမျိုးပြတည်ဆောက်မှုအနေနဲ့စနစ်ကျဖြစ်နေဖို့အတွက်နိုင်ငံတကာဘယ်လိုကူညီပေးနိုင်လဲဆိုတော့နည်းလမ်းတွေပေါ့ဟိုဈေးနှုန်းတက်တဲ့တရားနဲ့မြန်မြန်ဆန်ဆန်စလုပ်ရတဲ့နည်းလမ်းတွေလားဒါမှမဟုတ်လေဒီမျိုးပြတည်ဆောက်မှုမှာတပွားပြည့်တဲ့ကိုကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေလားအဲ့ဒါနိုင်ငံတကာရဲ့ပညာရည်ရည်ရောဟိုနိမိန ာရောဟိုငွေကြေးပိုင်းဆိုင်ရာကူညီမှုတွေပေါ့အဲ့ဒါလေးတွေကျွန်တော်လုပ်မယ်လို့ကျွန်တော်ထင်ပါတယ်နန်းဆန်မျိုးနဲ့ပတ်သက်လို့လွတ်တော်နေ့ရက်ပေါင်းပြီးပြည်တော်စုလွတ်တော်မှာအရေးကြီးကြီးအဆိုတင်သွင်းခဲ့တဲ့နန်းဆန်မျိုးကပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးဝင်းထုကတော့သူ့မျိုးနယ်အတွက်အမတ်တဦးစီရရှိထားတဲ့ဝင်ငွေ2000စီမိဘရန်ပုံငွေထည့်ဝင်ကြဖို့တောင်းဆိုခဲ့သူပါတိန်းထောင်နဲ့ချီဆုံးရှုံးခဲ့တဲ့ဒီမျိုးအတွက်လာမယ့်နှစ်မှာကလေးတွေရဲ့ပညာရေးကိုစိုးရိမ်နေသူလည်းဖြစ်ပါတယ် ဆိုတော့ဒီလွတ်တော်ကုစလေတွေနဲ့အစိုးရဖွဲ့တွေနဲ့ဆိုတော့စနစ်ကြပေါင်းပြီးတော့မှဒီဆုံရှုံသွားတဲ့မိသားစုတွေစနစ်ကြပြန်လဲအဲဟိုဘယ်လိုပြောလဲပြန်လဲတိဆောက်နိုင်ဖို့အတွက်ဟိုကျွန်တော်တို့စူးစမ်းသွားဖို့ဆိုတော့အဲ့ဒါတော့ကျွန်တော်ရှိပါတယ်ဟုတ်ကဲ့ပါအထူးသဖြင့်မိန်းကြီးအိမ်မှာပေါ့ကလေးတွေကိုကူညီပေးဖို့လိုမယ်ဆိုတဲ့အပိုင်းကိုတော့ပြောသွားတာရှိတယ်စနစ်ကြပြန်လဲတိဆောက်နိုင်ဖို့အတွက်ကိုကူညီပေးမယ်ဆိုရင်တို့အင်မတန်မှဟိုဝမ်းသာမယ်အဲ့ဒါအဓိကလိုအပ်ပါတယ်ဆိုတာတော့တို့ပြောတော့ကြပါတယ်ဟုတ်ကဲ့ပါ မီဘေးအန်ရဲ့ဆိုးဝါးစွာခံစားခဲ့ရတဲ့နန်းဆံမျိုးဟာဖေဗူအာရီ၄ရက်နေ့ကမီဘေးတင့်မှုကြောင့်မြို့လေကောင်ရက်ွက်ကြီးနှစ်ခုဆုံးရှုံးခဲ့ရတာပါတောင်မော်ဒေတာနန်းဆံမျိုးဟာပြီးခဲ့တဲ့2001နဲ့2012ခုနှစ်တွေမှာလည်းမြေပြိုမှုကိုခံစားခဲ့ရပူပါတယ်